ထိုင်းမြန်မာနေဆက်အနေကစစ်ကောင်စီရဲ့တေဘောဘူစခန်းကိုဝေဟင်မြေပြင်ပစ်ကူပေးနေတဲ့ဂျားတွေကနေခဲယူဥဆောင်တဲ့တပ်ပေါင်းစုတွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။အောက်ခက်သတင်းပေးပို့ထားပါရရှင်။မေလ26ရက်နေ့ညနေ9:00နာရီလောက်ကစတင်ပြီးကင်မီနယ်မြောက်လူမျိုးတောင်ပဲစစ်ကောင်စီရဲ့ဒေဘောဘစကန်ကိုပြန်ယူဥဆောင်ပြီးတပ်ပေါင်းစုတွေကဝိုင်းဝန်းပိတ်ဆို့ထားရာကဂျွန်လနီယန်နေ့မိုးလယ်3:00နာရီလောက်ကစတင်ပြီးဒေဘောဘစကန်ကို ပြန်ဦးဆောင်ပြီးတပ်ပေါင်းကြီးတွေကဒိုးစစ်ဆင်တက်ခိုက်ခဲ့ပါတယ်။ဂျွန်လာတဝန်းနေ့ည9နိုင်လောက်မှာစခန်းကိုပြီးသက်တက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဟိုလေရင်နဲ့လာပြစ်သွားတဲ့တစ်ခေါက်နှစ်ခေါက်တော့တော့ဆရာတော်ခုဒီပြီးလဲပြီးတော့ခကြတော့ဟိုကအခုတော့ drone နဲ့ဟိုလက်ကြည့်တဲ့ဟာတော့အဲ့ဒီနာဖာကတဲ့ကိုပြစ်ပြီးပြေးပေါ့နော်ထွက်ပြေးတဲ့ခေါက်တဲ့ drone နဲ့ဟိုလက်ကြည့်တာတဲ့ဝင်သိမ်းတာဆရာဝင်ပြစ်တာအမအဲ့ဒီမှာမှလက်နဲ့ ဖယားမိတွေပြီးတော့နဲ့ကြည်စာလက်နဲ့ငဲဆိုတော့ဟုတ်ဟုတ်ပေါ့ပေါ့ကျဲတယ်လို့ပဲဆရာကြီးကြည်ကျဲကိုချတာအဲ့ဒါမှာဒီရင်နဲ့ကြည်ကျဲတော့အဲ့ဒါတော့ဖိတ်ကြတယ်ဆရာကြီးကျွန်တော်ကမသိကြဘူးမပို့ပြောဘူးကမေလ29ရက်နေ့ညနေ3နာရီလောက်ကလည်းမော်လီဘက်ကနေတေဝဘိုးစကန်ကိုလာရောက်ပူပေါင်းနေအင်အား80ကျော်လောက်ရှိတဲ့စစ်ကောင်းစီစစ်ကြောင်းကိုဂဲလန်လီပူပေါင်းတပ်ဖွဲ့တွေကဂျာပြတ်တိုက်ခတ်ခဲ့ရာစစ်ကောင်းစီတပ်ဖွဲ့ဝင်10ယောက်ကျော်ကိုစစ်တုံးမှန်းပြဖမ်းဆီးနိုင်ခဲ့ပါတယ်။နှစ်ဖက်တိုက်ပွဲတွေကြောင့်စုံစည်းမြိုင် ဥပရိဋ္ဌတောင်းဒီပေဘောဘူးဝမ်မိတ္တကျူရကဒေရကန်တထောင်လောက်ဟာထိုင်းနယ်စပ်တောင်းမြင့်တလျှောက်နဲ့ဘေးလူရောထပ်ပြတင်းချောင်ခဲ့ရပါတယ်စစ်ကောင်စီကလေကြောင်းကနေဘုံကျတက်ခိုက်နေတာကြောင့်စစ်ဆောင်ပြည်သူတွေမုံကြီးရဲပဲကြောက်နေရတယ်လို့ရမီရဖတွေကပြောပါတယ်အခုဒီမနေ့လည်းခုနကခုနကဟုတ်တယ်လေပဲလင်းလည်းလက်ချေသွားတယ်ခုနတော့မနေ့ကတော့ခောက်ပေါင်းတော်တော်များတယ်ကျေတာ အဲ့ဒီအချိန်နေမှာတော့လင်းရင်လာလို့ရှိရင်ကလေးတွေကိုလက်မကြည့်နဲ့ဗန်ဟိုလက်မထွက်ကြည့်နဲ့လိုက်ပြီးတော့ဟိုလက်မချောင်းနဲ့အဲ့ဒါတွေကလင်းရင်ဘုံကျမ်းခဏလေးစစ်ပြဆောင်ဆိုပြီးတော့လက်ကျဲမိမယ်ကိုနေတာထန်းနိုင်ငံထန်းနိုင်ငံပဲအဲ့ဒါစိတ်မချရဘူးအဲ့ဒါတွေတော့စိုးရင်ရတယ်ဆရာကြီးဒီရွာဒီရွာသားတွေကလည်းကြောင်းလန့်ပြီးတော့ဒီရွာသေးဘူးတော့မပြောနဲ့ဒီနမပြေးရှောင်နေတဲ့နေရာဘူးတော့မမမကြည့်ရဦးကြောင်းနေရလင်းရင်ကလည်းတွေ့ကြရကျဲလိုက်ကျဲမိမှရှားလို့ အဲတချို့လူတွေကလည်းလေရင်သာကြားလို့ရှိရင်ဟိုကရောကရောရှာချစ်ထွက်ပြီးထွက်နေတိုင်းမြန်မာနယ်စပ်တလျှောက်ကစစ်ကောင်စီတပ်စကန်တွေကိုဂရင်ယူဆောင်တဲ့တပ်ပေါင်းစုတွေကတိုက်ခိုက်သိမ်းပိုက်နေပါတယ်မေလ23ရက်နေ့ညနေ9နာရီကစစ်ကောင်စီရဲ့ဘလက်ဒိုတပ်စကန်ကိုပါသိမ်းယူနိုင်ခဲ့ပြီးမေလ28ရက်နေ့ညပိုင်းကကနေလီစကန်ကိုထပ်မံသိမ်းယူနိုင်ခဲ့ပါတယ်ဒါအပြင်မေလ29ရက်နေ့ညနေ6နာရီလောက်ကဝလိပီဝါနဲ့ဤဆုံးမှရှိတဲ့ ရင်းအောင်ကုန်းစကန်ကိုတိုက်ခိုက်သိမ်းမိတ်နိုင်ခဲ့ပါတယ်ကျွန်တော်အောင်ခံပါ